ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်သူမေတ္တာကသူ့ချွေးမနှစ်ယောက်ဖြစ်တဲ့မာနနဲ့ရှင်သီးနဲ့အတူဈေးကနေဟင်းသီးဟင်းရွယ်ပြီးပြန်လာနေပါတယ်အဲ့ဒီချိန်မှာအင်းနီနာချင်းဘီမလာကိုတွေ့ပါတယ် ဗီမလာရဲ့တားနေချိန်မှာကအိမ်ပြင်းမှာပစ္စည်းတွေခံပြီးမတည့်ရက်နေကြပါလေ။အမေရေတော်လောက်ပြီးဒီမှာသားတို့လင်မယားတွေအမေနဲ့အတူမနေနိုင်တော့ဘူး။အမေကိုနားလည်အောင်ရှင်းပြရတာကျွန်တော်တို့ခေါင်းကိုအုပ်နေရနဲ့ထုနေရတယ်လို့ပဲ။တရေတစေမှာနင်ဒီနေ့တော့ငါသားကိုငါနဲ့ခွဲပြီးအရင်ပျော်နေမှာပဲ။ငါသားကိုသူကြိုက်တဲ့မိမောင်ယူခိုင်းတာကငါမှနေမှာဒီလိုမျိုးအကျင့်ရှိတာအစားရရသိရင်လေနင်းနဲ့မင်္ဂလာမဆောင်ခိုင်းသိလားရှင့်အမေကကျမအကုန်လုံးရဲ့အရှိမဘလို့တွေပြောလို့ဆို ဘလို့တွေပြောဆိုနေလဲဆိုတာရှင်တွေ့ရမလားရှင်အမေကကျမရဲ့ဝတ်ပုံစားပုံကြောင့်မဟုတ်ဘူးကျမမနာလိုနေတာဦးစားကြောင်ဆိုတာဟန်တက်တက်ပဲကျင်းမောင်းပြီးတော့ top engine တွေကိုသူ့သမီးလည်းဝတ်တာပဲလေအနောက်ထပ်ဘာစကားမှမပြောချင်တော့ဘူးမင်းမင်းလာတော့အမေကိုဘယ်တော့မှငါတို့ရဲ့မျက်နှာလာမပြတော့ဘီမလာကသူ့သားကိုတားဖို့အနောက်ကနေလိုက်ပါတယ်ဒါပေမဲ့တားနေချွေးမက မရက်ကြပါဘူးဒါရီကိုတွေ့တဲ့အင်းနီနာချင်းတွေဟာအချင်းချင်းအတင်းပြုံးနေကြပါတယ် ဇူမီဒရာလည်းသူ့ချွေးမနှစ်ယောက်ကိုပြောခဲ့ပါတယ်။ဒီလိုချစ်ကြိုက်လို့ယူကြတဲ့မိန်းကလေးတွေမှာအဝတ်စားဘလို့ဝတ်ရလဲလဲမသိသလိုအိမ်ကိုဘလို့ထိန်းသိမ်းရမလဲလဲမသိဘူး။အခုလည်းဒီကောင်မလေးရဲ့ဝတ်ပုံစားပုံနဲ့စကားပြောဆိုပုံကြည့်အောင်အမေပြောတာသိမှန်းတယ်။တနာစရာပြီးမလားအောင်လည်းကြည့်ပါအောင်။ဘလို့တောင်ရူးရူးအေးအေးလေးလဲအဲ့ဒါအခွင့်ကောင်းယူပြီးသူ့ချွေးမသူ့သားကိုသူနဲ့ခွဲလိုက်တာ။ကျမတော့ကျမသားကိုချစ်ကြိုက်လို့ရှူတာကိုဘတော်မှလက်မခံဘူး။အမေရေမာလာရေ ချစ်ကြိုက်လို့ယူကြတဲ့မိန်းကလေးတိုင်းကမကောင်းတာမှမဟုတ်တာနောက်ပြီးလူတယောက်ကိုသူ့ရဲ့ဝတ်ပုံစားပုံကြောင့်မဆုံးဖြတ်ရဘူးလေထွေးမရဲ့ကို့မျက်လုံးနဲ့တက်အပ်မြင်လာတော့မှဒီလိုပြောနိုင်သေးတယ်အမေဖြင့်ယုံတော့မယုံနိုင်ဘူးထွေးမရဲ့ love marriage ဖြစ်ဖြစ် arranged marriage ပဲဖြစ်ဖြစ်မိန်းကလေးရဲ့ကျင့်စရိုက်တဘာဝနဲ့ပဲဆိုင်နေသူ့ကံမှလည်းဒါပဲရထားတော့ပြီးမလားခင်ဗျာတနာပါတယ်အင်းနီနာချင်းအိမ်မှာအခုလိုဖြစ်တဲ့ကိစ္စအကြောင်းရင်းကြောင့်မင်းစုမီဒရာအိမ်မှာပြောဆိုနေကြပါတယ် ဒီလိုနဲ့နှစ်ရက်လောက်ကြာသွားပြီးတညမှာတော့ဒီနေ့အိမ်မှာကျမကိုလာတောင်းနေရှင့်အိမ်မှာဘယ်တော့မှကျမတို့ကြောင်းပြောမှလဲကျမမင်္ဂလာဆောင်ပြီးရခမအိမ်ရောက်သွားမှလားဦးကြမင်းဘာလို့ဒီလိုစကားတွေပြောနေရလဲမင်းကိုကိုပဲလက်ထပ်မယ်ရှင်နဲ့ဘယ်လိုလုပ်ပြီးမင်္ဂလာဆောင်ဖြစ်မှာလဲရှင်ကအိမ်မှာကျမတို့လက်ထပ်မဲ့အကြောင်းပြောတာတော့မဟုတ်ဘူးဦးကြမင်းစိတ်မပူပါနဲ့ကို့အိမ်မှာကိုတို့အကြောင်းကိုစကားပြောကြည့်ဖို့ကြိုးစားမယ်ကို့မှာတတိမရှိဘူးဖြစ်နေတာကို့အချိန်နည်းနည်းလောက်ထပ်ပေးပါ ကျင်းဒီပေါ့မင်းနဲ့ကို့အကြောင်းကိုမိသားစုနဲ့ဆွေးနွေးပါမယ်။အဘိရှိကဖုန်ချားနဲ့ဖုန်းနဲ့စကားပြောပြီးအခန်းထဲကနေအောက်ကိုဆင်းလာခဲ့ပါတယ်။နောက်ရဲ့အိမ်မှာမိသားစုဆုံးလင်းနေတဲ့အချိန်စုမိတ္တရကဖုန်းတော်ကြီးကိုခေါ်ပြီးမိသားစုနဲ့အတူမင်းကလေးရဲ့ပုံကိုကြည့်ပြီးရွေးနေကြပါတယ်။စုမိတ္တရကြီးခမရလူချင်းနဲ့ချွေးမပုံစံအတိုင်းကျွန်တော်တီချာရွေးပြီးမင်္ဂလာစကားကမ်းလှမ်းတာ။ကောင်မလေးတွေနှစ်ယောက်လုံးကယောက နောက်ပြီးအရန်ကိုလိမ္မာရေးချရှိကြတယ်။အမေရဲ့ ကောင်မလေးတွေကတော့တကယ်လှကြတယ်အမေရေကောင်မလေးတွေကိုကြည့်ပြီးသဘောကျရဲ့လားပြောပါအောင် အမေရေအကိုကြီးကရှက်နေတာသမီးတို့တော်ရမယ်ရောင်းမအကိုကြီးသဘောကျပုံရတယ်ကျမလည်းကျမသားအဖေရှိအတွက်ကောင်မလေးကိုသဘောကျတယ်တကယ်လို့အင်းရလူတွေနှစ်ယောက်လုံးကိုသဘောကျတယ်ဆိုရင်တခါလေးနှစ်ယောက်လုံးကိုမင်္ဂလာဆောင်ပေးလိုက်မယ်ကုံကြလည်းတက်တာတလို့တပြိုင်နဲ့ချွေးမနှစ်ယောက်လည်းအင်းကိုရောက်ကြတာပေါ့တမီသားစုလုံးကမင်းကလေးတွေရဲ့ပုံကိုကြည့်နေကြတဲ့အချိန်အဘိရှိကအိမ်ထဲဝင်လာခဲ့ပါတယ် ရိရှမာကတော်ရမယ်ရောင်းမာလေးရဲ့ပုံကိုအပြီးရှိကိုပြပါတယ်အကိုကြီးရဲ့ကြည့်ပါအောင်သမီးတို့တွေအကိုကြီးအတွက်ကောင်မလေးကြည့်ထားတယ်အကိုကြီးဘလို့သဘောရလဲတားနဲ့ဘယ်သူမှမတိုင်မယ်ပဲကို့ဘာသာချွေးမှရွေးနေကြတယ်ပေါ့တားမှသဘောကျတဲ့ကောင်မလေးရှိတယ်တားသူနဲ့ပဲလက်ထပ်မယ်အပြီးရှိမင်းအုံနောက်ရောမှန်သေးရဲ့လားငါတို့ဒီမှာအခုထိ love marry ဆိုတာမရှိခဲ့ဘူးဆိုတာမင်းသိတယ်မလားချစ်ကြိုက်လို့ယူတဲ့ကောင်မလေးတွေကမကောင်းရဘူး အမကြီးဘီမလားမှာဘလူတွေရင်ဆိုင်ခဲ့ရလဲမင်းသိတယ်မလားအလိုလားပြုစုပြိုးတောင်ခဲ့တဲ့ငါတို့ရဲ့အမားပဲငါတို့အိမ်ကသားတွေရောအရင်ကောင်းမော်တင်ထားလို့လေအခုလို love marriage ပြုချင်တယ်ဆိုပြီးပူဆာနေတာအမေရဲ့တကယ်လို့အပီရှိရ love marriage ပြုချင်တယ်ဆိုရင်လည်းပြုပါစေပေါ့ဘာပြဿနာရှိလို့လဲအပီရှိရွေးထားတဲ့ကောင်မလေးကအရင်ကိုလိမ်မာပြီးတော့အချင်းစာရိတာကောင်းမွန်တဲ့သူလည်းဖြစ်နိုင်တာပဲလေထွေးမညီပဆက်ကိုပိတ်လိုက်ငါတို့အိမ်မှာလည်းစောင့်ထိန်ရမယ့်စည်းကမ်းချက်တွေရှိတယ်အဲ့ဒါတွေကိုလွန်ဆန်ပြီးဖောက်ဖျက်လို့မရဘူး အပီရှေးကငါတို့သဘောကျတဲ့မင်းကလေးနဲ့ပဲမင်္ဂလာဆောင်ရမယ်။ဆူမီဒရာမာလာနဲ့ဆူရစ်တို့ကအပီရှေးကိုစိတ်ဆိုးပြီးသူတို့အခန်းစီကိုစီပြန်သွားကြပါတော့တယ်။နှစ်ရက်လောက်ကြာသောပေမယ့်ဆူမီဒရာမာလာနဲ့ဆူရစ်တို့ကအပီရှေးကိုစိတ်ဆိုးလို့စကားမပြောကြပါဘူး။နောက်ရကြတော့ဘာရဲ့တခေါက်တော့ကောင်မလေးရဲ့ပုံကိုကြည့်လိုက်ပါ ပူကြရရန်ကိုလှပါလေအဖားတို့တွေအားလုံးသဘောကျကြမှာပါ အမေရဲ့အပီရှိကဒီလောက်တောင်းဆိုနေမှတော့တားတို့တစ်ခေါက်လောက်တော့ကြီးလိုက်ကြတာပေါ့အပီရှိတားရဲ့အဖွာမင်းအဖေနဲ့အမေတို့တွေပူကြားပုံမကြည့်ချင်ကြဘူးဆိုရင်ငါတို့ပြလေရှန်သီးပြောလို့အပီရှိကသူ့ဖုန်းထဲကပူကြားပုံကိုမိသားစုကိုထုတ်ပြပါတယ်အမေရဲ့တစ်ခါလောက်ပုံကြည့်လိုက်ပါအောင်အကိုကြီးရွေးထားတာလှလိုက်တာတကယ်ပဲဦးလေးရဲ့အပီရှိရွေးထားတာတော်တော်လှတယ်အကုန်လုံးရဲ့တိုက်တွန်းမှုကြောင့် မာလာကပူဇာပုံကိုကြည့်ရင်ဆရာကနေထသွားပြီးစုမင်တော်ကိုပုံပြရင်းနဲ့ပြောခဲ့ပါတယ်။အမေရဲ့ကြည်ပေါင်းဂျင်းမောင်းပြီးအတူအပြက်မော်ဒယ်စတိုင်ဝတ်တဲ့သူနဲ့မင်္ဂလာဆောင်ချက်နေတာအဲ့ဒီကောင်မလေးကြောင့်ဒီအိမ်ကကျမတို့မိသားစုတွေပြိုခွဲရလိမ့်မယ်။ငါမြေးရဲ့ပျော်ရွှင်မှုအတွက်သူကြိုက်တဲ့ကောင်မလေးနဲ့လက်ထပ်ပါစေဆိုပြီးအတွေးဝင်လာသေးတယ်။မင်းကဒီလိုအရှက်မရှိကောင်မလေးကိုသဘောကျနေမှာတော့မင်းနဲ့ဒီကောင်မလေးမင်္ဂလာဆောင်တာလုံးဝမဖြစ်နိုင်တော့ဘူး။တကယ်လို့အဖေါ်တို့တောက်ကိုပူချမ်းနဲ့မင်္ဂလာမဆောင်ပေးနိုင်မှာတော့ တာဝတာလက်ထပ်လိုက်မယ်အဖေရှိခဲ့စကားကိုကြားပြီးတော့စူမီဒရာမာလာနဲ့ဆူရေ့စ်တို့ထမင်းတော်မစားတော့ဘဲနဲ့ထွက်သွားလိုက်ကြပါတော့တယ်အဖေရှိကလည်းသူ့စကားကိုအားလုံးလက်ခံလောင်သူလည်းထမင်းမစားဘဲထွက်သွားပါတယ်နေ့ရက်ကြာပြီးအဖေရှိရုံးကပြန်လာတဲ့အခါမှာတော့ကျမသားလေးကိုဟိုကောင်မလေးကဘလို့အတတ်ပညာတွေနဲ့စီယုံထားတယ်မသိဘူးအမေအဖေအဖွားတွေကိုတောင်ကယူမဆိုင်တော့ဘူးကျမလည်းသူ့အမေပါပိုက်စာခံမိတာသိသွားမယ်ဒါပေမဲ့ အဲ့ဒီကောင်မလေးနဲ့သားလုံးဝလက်မထက်ရအောင်နော်။ဟေးအရှက်မရှိတဲ့သားမင်းရဲ့အမေနဲ့အဖွာစားမစားကြတာမင်းကြည့်နေနိုင်တယ်ပေါ့။ပူဇော်နေတော့ကိုရက်လိုက်လို့မရဘူးလား။အကိုကြီးရဲ့အပီရှိတ်လည်းဘာမှမစားထားပါဘူး။ကျေးဇူးပြုပြီးအားလုံးစိတ်ဆိုးတာတွေပြည့်လဲပြီးတော့ထမင်းလာစားကြပါတော့။မစားဘူးအမေကြီး။အိမ်မှာကျွန်တော်ပူဇော်နေမင်္ဂလာဆောင်ဖြစ်တော်မှာပဲထမင်းစားတော့မယ်။ရှန်ဒီကာလ်ဂျေခရစ်စမတ်နဲ့ဘီနိုတို့ကကျန်တဲ့သူတွေလက်ခံလာအောင်ကြိုးစားပြုပေးကြပါရစေ။ အဘိရှိကလက်မခံတယ်လို့စုမင်္ဒရာမာနာနဲ့စူရိစ်တို့လည်းလက်မခံကြပါဘူး။ကြည်ရင်ကြည်ရင်နဲ့တပတ်ကုန်ဆုံးသွားပါတော့တယ်။စုမင်္ဒရာလည်းအဘိရှိကမင်္ဂလာဆောင်အတွက်လက်ခံလိုက်ပါတယ်။မကြခင်မှာပင်အဘိရှိကနဲ့ပူဇော်အမိကနေဟာဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ကြပါတော့တယ်။မိသားစုတွေအလုံးအိမ်ပြင်ဘက်မှာမတည့်ရနေကြတဲ့အချိန်ရှန်သီးနဲ့မာလာတို့ကလက်ထဲမှာအရတီဘန်ကန်ပြီးစောင့်နေကြပါတယ်။အမမာလာအမသား love marriage ပြုတ်ထားတာဆိုတော့ အမချွေးမဘလို့လဲဆိုတာကျမတို့အားလုံးကြည့်ချင်နေပြီဟိုမှာချွေးမမြောက်လုံးရဲ့ကားတွေလည်းရောက်လာကြပြီအင်းရှိမကားရတာနဲ့အရင်ဆုံးအမင်းနဲ့နေဟာတို့ထွက်လာကြပါတယ်နေဟာကရင်ကိုလေးလံတဲ့ဝတ်စုံကိုဝတ်ထားပြီးခေါင်းမီးလေးခြုံထားပါတယ်ဒါကိုကြည့်ပြီးအားလုံးကဝိုင်းပြီးချီးကျူးခဲ့ကြပါတယ်ဒါကိုမှချွေးမလို့ခေါ်တယ်တော်လိုက်တာအမရှန်သိရဲ့ဘလို့တောင်ချွေးမရွေးရှာထားလဲဝုတ်ပုံစားပုံနေပုံထိုင်ပုံကြည့်တာနဲ့တင်သိနိုင်တယ် နေဟာကအမြင့်နဲ့အတူတဖြည်းဖြည်းအာလုံနာကိုရောက်လာပြီးအကုန်လုံးစီကကောင်းကြီးကိုယူခဲ့ပါတယ်။ခဏကြာမှတော့အဘိရှိခ်နဲ့ပူဇာလေးကားပေါ်ကနေတယောက်နဲ့တယောက်ချိန်ပြီးဆင်းလာကြပါတယ်။ပူဇာကဂျင်းမောင်မီဘလောက်စ်အင်ဂျင်နဲ့ပပရှိကြီးကောင်းမွန်ခြုံထားတာကိုတွေ့တဲ့အခါမှာအကုန်လုံးကအံ့ဩနေကြပါတယ်။အမမလာသား love marriage လုပ်ပြီးအိမ်ခေါ်လာတာချွေးမအောင်လားပြက်တနာအောင်လားသူဝတ်ထားတဲ့မင်္ဂလာဝတ်စုံနဲ့ကြည့်ပါဦး။ဒီလိုဝတ်စုံဝတ်ပြီးဘသူကမင်္ဂလာဆောင်လို့လဲ။အမမလာသားယူထားတဲ့မိန်းကလေးရတော့လေ။ မင်းသမီးတွေတောင်ရှုံးပေးရမယ်။ဟာဘလို့ fashion အစ်စ်တွေလည်းမသိဘူး။ချွေးမမင်္ဂလာဝတ်ဆောင်ဖို့ဖို့မေ့သွားတာနေမယ်။အမမလား။အမချွေးမဝတ်ဆောင်ဖို့ဖို့မေ့သွားတယ်လို့အမတို့လည်းရိုသေလေးစားဖို့မေ့နေအောင်မယ်။မာနာရဲ့ချွေးမဝတ်ဆောင်ရီကိုကြည့်ပြီးအားလုံးကဝိုင်းပြီးလောင်နေကြတဲ့အခါမှာသူကြားကဘီရှိခ်ရဲ့လက်ကိုကမ်းပြီးမျက်နှာကျောင်းတင်းတင်းနဲ့ရှေ့ဆက်လျှောက်သွားပါတော့တယ်။ယောက်ျားမရဲ့လက်ထိပ်မှာအာရတီဘန်ကိုတွေ့တော့အဘိရှိကိုပြောပါတယ်အဘိရှိ အမေကအာတီလို့ဖို့ဘန်းထဲမှာစီမီထွန်းထားတယ်။စီမီကြောင့်ကျမမျက်လုံးနဲ့ဆက်တယ်ဆိုတာရှင်သိရမလား။ကျမရဲ့မင်္ဂလာဝတ်ဆောင်ကြည့်ပြီးတရမျိုးသမီးတွေကဆက်လောင်နေတယ်လို့ပဲ။အပီရှိရဲ့ကားရဲကနေကျမအတွက်မျက်မှန်ယူလာပေးပါ။အပီရှိကကားရဲကမျက်မှန်ယူလာပေးတဲ့အခါပူဇာကမန်းတက်ပြီးတက်လိုက်ပါတယ်။နေရန်ပူတဲ့ရခမရဲ့ကျမောင်မြင်မြန်လေးအာတီလို့ပေးပါ။ဒါပေမဲ့ဒီကမတို့ပါနဲ့။အဲ့ဒါတွေနဲ့ကျမနဲ့မတည့်ဘူး။ပြီးရင်ဆက်ဖီလည်းရရအောင်မယ်။ မာနာကမျက်နှာရှုပ်မိပြီးချွေးမကိုအာရတိလှုပ်ပေးတဲ့အချိန်ရှန်တီကလည်းနေဟောက်ကိုအာရတိလှုပ်ပေးပြီး သူ့ရှိမှဆန်အိုးလေးကိုထားတဲ့အခါရေယူတတီနဲ့ချပြီးနေဟောက်အိမ်လေးကိုဝင်ခဲ့ပါတယ်။ကျမချွေးမလေးကတော်တော်ယဉ်ကျေးမှုရှိရပဲ။အခုခေတ်ချွေးမတော်တော်များများကောင်းပေါ်ပေါ်ဝဘယ်မှာတင်တော့လို့လဲ။ရောက်ခမအိမ်မှာချွေးမမျက်နှာကြည့်ပွဲဆိုတာကောင်းပြီးချုံထားမှာ။မာလာရဲ့ပူကြမျက်နှာတွေမဟုတ်ဘူး။တခြားပါရီပါဖော်ထားလဲကြည့်အောင်။ ရှန်တီပြောတာကိုကြားတဲ့အခါမှာတော့အင်ဒေရီနဲ့အင်းနီနာချင်းတွေလည်းဝိုင်းပြီးတော့ရည်ကြပါတယ်။အဲဒီနောက်မှာနေဟာကဆန်အိုးကိုခြေထောက်နဲ့ကမ်းပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ဦးကြားလက်ရောက်လို့ကမ်းဖို့ပြောတဲ့အခါမှာဦးကြားကရည်ပြီးပြောခဲ့ပါတော့တယ်။ကျမပေါ်လုံးကင်ရတာဝါသနာပါတာဆန်အိုးမဟုတ်ဘူး။ဒါပေမဲ့ဆန်အိုးပဲထထားတော့လေပေါ်လုံးမှတ်ပြီးကင်ရမှာပေါ့။အဲဒီလိုပြောပြီးပူကြားကဆန်အိုးကိုအားကြီးနဲ့ကမ်းလိုက်ပါတော့တယ်။ ဆန်အိုးကလွင့်ပြီးစုမိတရာရဲ့ခေါင်းကိုထိသွားပါတော့တယ်။စုမိတရာကခေါင်းကန်ပြီးထိုင်ပြီးအိုနေတဲ့အခါမိသားစုတွေအလုံးစုမိတရာနောက်ကိုလာကြပါတယ်။မျက်နှာဆိုးမှလာတာနဲ့ငါခေါင်းကိုခွဲလိုက်ပြီးမင်းကဒီလိုချွေးမမျိုးငါအတွက်ကိုရှာလာတာလားရင်ခေါင်းထိသွားတဲ့အချိန်နဲ့မျက်လုံးမမြင်ရတော့ဘူး။အဲ့ဒါကြောင့်အကုန်လုံးမဲမဲပဲမြင်နေရတယ်။အမေရဲ့မျက်လုံးရှိကနေလက်ကိုဖယ်လိုက်ပါ။အမေဒါဘလူးစကားတွေပြောနေရလေ။အမေရဲ့မြည်းတွေတယောက်မှမင်္ဂလာမဆောင်ရသေးဘူး။ဘယ်ချွေးမရဲ့အကြောင်းကိုပြောနေရလဲ။ အမေအိမ်မဆုမက်နေတာနေမှာပါဖရားရေအိမ်မက်ထဲမှာတော့မှတလောက်ကြောက်ဖို့ကောင်းနေအပြစ်မှာဟိုကောင်မလေးဘလောက်တောင်ကြောက်ဖို့ကောင်းနေမလဲအမေအခုအိတ်လိုက်ပါတော့မနှက်ပြန့်ကြမှာဒီကိစ္စကိုဆက်ပြောကြတာပေါ့ချွေးမဖြစ်မရလာသေးဘူးအမေရဲ့အခြေအနေကိုလည်းကြည့်အောင်အဘိရှိတ်မှာအမေအဖေနဲ့အဖွားတို့ရဲ့ဇကားတွေကြောင့်စိတ်ညစ်ပြီးနောက်ရက်အိမ်ပြန်မလာတော့ပါဘူးဒီလိုနဲ့အဘိရှိတ်အိမ်ပြန်မလာတာ၃ရက်ကြာသွားတဲ့အခါခရစ်မတ်ကသူ့အကူကိုဖုန်းခေါ်ပါတယ် အကိုကြီးရဲ့၃ရက်တောင်ရှိပြီဘာလို့အိမ်ပြန်မလာတာလဲအားလုံးကစိတ်ပူနေကြတယ်တကယ်ပဲစိတ်ပူတာဆိုရင်ဒီလိုကောင်းမှကြောက်မှာမဟုတ်ဘူးမင်္ဂလာဆောင်ပါကျွန်တော်ဆိုရင်ဆုံးဖြတ်ချက်လေးကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ရမယ်အမေဖေနဲ့အဖွားတို့ကကျွန်တော်လက်မခံဘဲနဲ့မင်္ဂလာဆောင်ပေးလိုက်ရင်လူ၃ယောက်ရဲ့ဘဝကိုဖျက်ဆီးတယ်လို့ဖြစ်သွားလိမ့်မယ်ဘဝနဲ့ဦးလေးတို့အသေးရှိပြောတာမှန်နေတကယ်လို့အတင်းမင်္ဂလာဆောင်ပေးလိုက်ပြီးသူတို့နှစ်ယောက်မပျော်ရွှင်ကြဘူးဆိုရင်ရောဘယ်လိုလုပ်ကြမလဲဒီလောက်ပြောပြီးအဘိရှိကဖုန်းကိုချလိုက်ပါတော့တယ် အဲဒီနောက်မှာကာဂျေအမေပရစ်မာရှန်တီနဲ့ဘီနိုတို့ပေါင်းပြီးဆူရိစ်မာလာနဲ့ဆူမီဒရာတို့ကိုစီးယုံခဲ့ပါတယ်။ဆူမီဒရာကဗီရှိကိုအိမ်ပြန်ခေါ်လိုက်ပါတယ်။ငါတို့တွေမင်းကိုဟိုကောင်မလေးနဲ့မင်္ဂလာဆောင်ပေးမယ်။ဒါပေမဲ့အဲ့ဒီကောင်မလေးဒီအိမ်မှာသူလှုပ်ချင်တာလှုပ်ခွင့်မရှိဘူးနော်။အဲ့ဒီကောင်မလေးကိုမင်းတွေ့ကြောင်းနဲ့ငါတို့ကလက်ခံပေးနေတာ။အဲ့ဒီအတွက်ကြောင့်မင်းမမင်းရဲ့မိမကိုတိချာထိန်းသိမ်းဖို့တာဝန်ရှိသွားပြီ။ဘဘရဲ့စိတ်ချလက်ချနဲ့နေပါ ဦးကျောင်းကိုတယောက်မှအပြစ်ပြောစရာမရှိအောင်နေပြပါလိမ့်မယ်။အိမ်ကလူတွေအားလုံးကိုစီးယုံပြီးတဲ့နောက်မှာအပြီးရှိကပူကျောင်းကိုဖုန်းခေါ်လိုက်ပါတယ်။ရှင်တကယ်ပြောတာလားယင်အိမ်ကလူတွေအားလုံးလက်ခံသွားပြီလား။အဲ့ဒါဆိုပဲတော့ကျမတို့လာတောင်းပါလေ။အမြင့်ဆုံးစုမိတရကတမိသားစီလုံးကိုခေါ်ပြီးပူကျောင်းဟင်ကိုသွားပါတော့တယ်။ပူကျောင်းကဂျင်းမောင်မီအင်းကြီးရှင်နဲ့ပေါ်ပါချုံထားပါတယ်။သူဝထားတော်ကိုကြည့်ပြီးစုမိတရနဲ့မာလာတို့ပါဇက်ပိတ်သွားပါတော့တယ်။မေ ဘာမှလည်းမစားကြဘူးအမတို့ရဲ့တခုခုစားပါအောင်မာလာရဲ့တော်ရမယ့်ချွေးမလေးကယဉ်ကျေးမှုရှိပါတယ်မလိုအပ်ပဲကြောက်နေတာကလေးတွေကတယောက်နဲ့တယောက်သဘောကျတယ်ဆိုတော့ကျမတို့ဘာပြောရမလဲနောက်တစ်ခါမင်္ဂလာရက်ရွေးပြီးတော့ပြန်လာခဲ့ပါမယ်စုမီဒရာကမျက်နှာမရှင်မင်းမိသားစုနဲ့အတူပြန်လာပါတယ်ပြန်လာတဲ့လမ်းမှာစုမီဒရာကပူကြရဲ့အတင်းကိုပြောခဲ့ပါတယ်အဲ့ဒါကြောင့်ငါချစ်ကြိုက်လို့ယူတာသဘောမကျတာသူဝတ်ထားတာတွေ့လားအင်ကြီးအရှိအအောင်မှာဂျင်းမောင်းမီဝတ်ထားတယ် ။အဲ့တော့ကြည်ချင်းအဖြစ်မင်္ဂလာဆောင်ပြီးရင်လည်းဒီပုံစံပဲဝတ်မယ်ဆိုတာသိနိုင်တယ်။အမေကလည်းမလိုအပ်ဘဲနဲ့စိတ်ညစ်ခံနေတယ်။ကျမတို့ကောင်မလေးကိုသဘောကျတယ်။အေးလေအမရှန်သေးရဲ့အမတော့ပြောနိုင်မှာပေါ့။အမအမရဲ့သားကိုအမစိတ်ကြိုက်ချွေးမရှာပြီးပေးစားနေရလေ။မလာရေကျမသားလည်းအခုလို love marriage ပြုတ်ချင်နေဆိုရင်ကျမအခုလိုပဲပြောမှာပါ။လန်တဲ့ဆောင်လုံးမာလာနဲ့အဆူမေတရာကပူကြမ်းကြောင်းကိုပြောရင်အင်းပြန်လာကြပါတယ်။ ဒီလိုနဲ့နှစ်ရက်နေတော့တမိသားစုလုံးနေဟာကိုကြည့်ဖို့သူ့အိမ်ကိုလာကြပါတယ်။နေဟာကဝတ်စုံပြင်းနဲ့ခေါင်းပေါ်မလေးပွားချုံထားပါတယ်။ရပြီရပြီတမိရဲ့ဒီလက်ဖက်ရည်ပန်းကိုစပွဲပေါ်တင်ပြီးအဖွားတို့ရှေ့မှာလာထိုင်ပါ။တောင်ရင်ကျေးမှုလို့ခေါ်တယ်။ဟုတ်တယ်မေ။တမိရဲ့တမိဟာလှလဲလှလိမ္မာရင်ကျေးမှုလည်းရှိတယ်။နေဟာကိုကြည့်ပြီးတမိသားစုလုံးနဲ့ဝမ်းသာနေကြပါတယ်။မင်္ဂလာစကားကမ်းလှမ်းပြီးအိမ်ပြန်လာကြတဲ့အခါမှာတော့အမေရဲ့ မင်းကတော့ဒီလိုလှပပြီးယဉ်ကျေးတိမ်မွေးတဲ့မင်းကလေးရတာအတော်ကံကောင်းတာပဲအာဘဘလည်းဗျာဒီလိုနဲ့စုမန္တရာကအမင်းနဲ့အဘိရှိခ်တို့အတွက်နေဟနဲ့ပူဇာတို့အိမ်သွားပြီးမင်္ဂလာစကားကမ်းလှမ်းပါတော့တယ်မင်္ဂလာချိန်ရောက်တဲ့အခါအမင်းနဲ့နေဟအဘိရှိခ်နဲ့ပူဇာတို့ကိုမင်္ဂလာဆောင်ပေးလိုက်ပါတော့တယ်မင်္ဂလာဆောင်ပြီးချွေးမနှစ်ယောက်ရောက်မှင်ကို လာကြပါတယ်ချွေးမနှစ်ယောက်လုံးကိုမင်္ဂလာဝတ်ဆုံးပြည့်နဲ့တွေ့တဲ့အခါမှာတော့အမကြီးစုမန္တရာ ကျမကြားတာတော့အဘိရှိကချစ်ကြိုက်လို့ယူတာဆိုချွေးမညောက်လုံးကမင်္ဂလာဝတ်ဆောင်အပြည့်ဝတ်ထားတယ်။တယောက်ကမျက်နှာပေါ်ဝါနဲ့အုပ်ထားတယ်။တယောက်ကပေါ်ဝါကိုချုံထားတယ်။ဒါပေမဲ့ချွေးမညောက်လုံးယဉ်ကျေးမှုထိမ့်သိမ့်ကြတယ်။အမှန်ပဲပြီးမလာရဲ့ချွေးမကိုတွေ့တော့အဆိုချစ်ကြိုက်လို့ယူတာဆိုပြီးကောင်းဝအဖြူကြီးဝတ်လာတာ။အမမာလာရဲ့ဒါပါလုံးလိုက်တာလဲ။အမသားကိုလည်းသူကြိုက်တဲ့ကောင်မလေးနဲ့ယူခန်းလိုက်တယ်ပေါ့။ကျမရဲ့ချွေးမဆိုတာကျမကိုဘာတွေလုပ်ခဲ့လဲအမတို့မတွေ့ဘူးလား။အမပြီမလား။ အမချွေးမမကောင်းနိုင် မာလာရဲ့ချွေးမလည်းမကောင်းနိုင်ဘူးလို့မပြောနဲ့ချစ်ကြိုက်လို့ယူတဲ့မိန်းကလေးတိုင်းစိုးကြတာမဟုတ်ပါဘူးအဲ့လိုပြောပြီးရှန်သီးကပူချန်းနေနေဟာကို အာရတီလှုပ်ပြီးသူ့ကိုအိမ်နှင်းကြိုဆိုပါတယ်ကျမရဲ့ချွေးမနှစ်ယောက်လုံးအရန်လာကြတယ်အမေရတွေ့ရမလားအမေတို့နှစ်ယောက်ပူချန်းနဲ့ပတ်သက်ပြီးမကောင်းထင်နေကြတာချွေးမရဲ့သူအခုမှရောက်ခမအိမ်ကိုရောက်တုံးရှိသေးတယ်တဖြည်းဖြည်းနဲ့မှသူ့တယောက်မှအစ်ကိုတွေ့ရမှာပေါ့ဘီမလာရဲ့ချွေးမလိုပဲဖြစ်လာမှာစိုးရင်နဲ့ အင်းနောက်ဆုမေတရနဲ့ကျန်းတဲ့သူတွေအခန်းကိုစီပြန်သွားကြပါတော့တယ်။အပိရှိတ်ရှင်စိတ်မပူပါနဲ့။ကျမတို့မှာခက်ခက်ခဲခဲနဲ့မင်္ဂလာဆောင်ထားရတာ။ကျမမိသားစုအကုန်လုံးရဲ့စိတ်နှလုံးကိုပိုင်ဆိုင်နိုင်အောင်ကြိုးစားမယ်။ကျမတို့ရောင်းမလေးကိုသဘောကျတယ်။ဘာလို့အကုန်လုံးကသူ့ကိုမကြည့်ဖြစ်နေရလဲ။နေဟာမင်းကရွာကားဆိုတော့အစာကလေးကစာရီတို့စုတို့ကိုဝစ်တက်တယ်။နောက်ပြီးယဉ်ကျေးမှုလည်းရှိတယ်။ပူကြားကကြတော့မြို့မှာကြီးပြင်းလာပြီးပညာတက်လာတာ။မော်ဒန်ဝေဆာကိုပဲဝစ်တက်တယ်။ ဒါကြောင့်အင်ကသူတွေကသူ့ကိုလက်မခံချင်ကြဘူးအင်ကသူတွေရဲ့စိတ်ထဲမှာပူကြားကမိသားစုကိုပြုတ်ခွဲသွားအောင်လုပ်လိမ့်မယ်လို့ထင်နေကြတယ်ပူကြားရဲ့အကြောင်းကိုသိရပြီးနေဟာလေးသူ့ရဲ့ရောင်းမလေးပူကြားလိုပဲဖြစ်လာခြင်းပါတယ်နောက်ရမှာချင်းမနှစ်ယောက်လုံးရင်မိဘကြောင့်စဝင်ရမယ့်ရက်လေးဖြစ်ပါတယ်နေဟာကစာရီအလေးကြီးလက်မယရဏအပြည့်နဲ့ခေါင်းမှမပွားချုံပြီးရောက်လာပါတယ်တစ်ဖက်မှာပူကြားကစာရီရိုးရိုးအပါလေးနဲ့ လက်ဝိရဏနည်းနည်းပပဝစ်ဆင်ပြီးကတုံးမှာပန်းပြေပန်းထားပြီးတော့မိဖို့ကြောင့်ကိုလာခဲ့ပါတယ်။ကြည်ပါအမရှန်သေးရဲ့ကျမရဲ့ချွေးမလေးပူကြပထမဆုံးမိဖို့ကြောင့်မှချက်ပြုတ်ရမယ်နေ့မှာတော့မှကောင်းပေါ်ဘဝမပါပဲရောက်လာပြီးတော်ပါတော့မာလာရဲ့အခုလို့ခစ်ကြီးမှာဘသူကဘဝခြုံလို့လဲချွေးမနေဟာသမီးလက်ဘဝဖယ်လိုက်တလောက်တောင်ပူအိုက်နေတာအခုချွေးမနှစ်ယောက်လုံးတေချာချက်ပြုတ်ကြတော့အဲ့နောက်ရောက်ခမနှစ်ယောက်ကတွန်းလိုက်ကြပါတော့တယ် နေဟာနယ်ပူဇာတို့ပေါင်းပြီးပူရီအာလူဟင်ဒိန်ဂျင် နုဂိန်ဟင် ကလဘေလုံးဘေးတောင်ရှိဟင်ထမင်းနယ်ပလာတာအစရှိတဲ့ဟင်းမျိုးစုံကိုချက်ကြပါတော့တယ်။ဓမီသားစုလုံးကချွေးမနှစ်ရလုံးရဲ့ချက်ပြုတ်ကြော်ရီကိုစားကြတဲ့အခါဘေဟင်းကနေဟာချက်တာလေးဘေဟာကပူဇာချက်တာလေးဆိုပြီးဝေခွဲမရဖြစ်နေပါတယ်။စားပြီးကြတဲ့အခါမှာအားလုံးကချွေးမနှစ်ယောက်လုံးကိုချီးကျူးခဲ့ကြပါတယ်။အင်းဟင်းတွေရတော့ရင်းအရသာရှိတဲ့ချွေးမနှစ်ယောက် ။တမိလက်ရာကအရင်ကကောင်းတာပဲ။အဖေချွေးမကတော့ဘာမှမချက်တဘူးထင်နေ။ဒါကြောင့်စပွဲပေါ်မှာချက်ထားတာဘာမှမတင်တော့ဘူး။မော်ရန်ချွေးမဆိုတော့ပီစာတို့ဒင်ဆန်တို့လှုပ်ချွေးမထင်နေတာ။ဒါတွေလည်းမလှုပ်တတ်ဘူးနဲ့တူပါရဲ့။ဖဖွားတို့အထင်လွဲနေကြပြီ။ရောင်မနှစ်ယောက်လုံးပေါင်းပြီးတော့ချက်ပြုတ်ထားတာ။အာလူဟင်းပဲတောင်ရှင်ဟင်းကလပ်ပဲဟင်းကရောင်မပူကြားချက်ထားတာ။ပူရီထမင်းတိန်ချင်ဝနေဟာရောက်မှပြင်ထားရလေအဲ့ဒါကြောင့်မလို့ဟင်းတွေကအရသာပေါ့နေတာဘာ ဘသူချက်တာလဲမသိခင်အထီတော့ဟင်းတွေကရတာရှိနေတာမလားအမေရဲ့စကားကြောင့်အားလုံးလဲရင်နေကြပါတယ်ထမင်းဟင်းစားလို့ပြီးတော့တဲ့အခါကိုစီအလုပ်ကိုထွက်သွားခဲ့ကြပါတယ်နေဟာကပူကြဝတ်ထားတဲ့ရေရိုးရှင်းရှင်းလေးပုံစံကိုသဘောကျပြီးစိတ်ထင်းမှပြောနေခဲ့ပါတယ်ပူကြနဲ့အဘိရှိတ်တို့ကချစ်ကြိုက်လို့ယူထားကြလို့အကုန်လုံးကပြောဆိုနေကြတာဒါပေမဲ့ကျောင်းမလေးကတော့ရိုးရိုးလေးနဲ့လှလိုက်တာစာရီအပားလေးဝတ်ထားတာတော့မှဘလို့ရီလှနေလိုက်လဲ။ ။ပူကြလို့ငါလည်းလှိုင်ကောင်းမယ်။ဒါပေမဲ့ငငယ်တဲ့ကအိမ်ကလူတွေကရောက်ကမအိမ်မှာစာရီအလေးကြီးတွေလက်ကောက်အထူကြီးတွေဝတ်ပြီးကောင်းပြီးခြုံထားရမယ်လို့တင်ထားတာ။ဒီလိုနဲ့ရဲ့အတော်ကြာသွားပါတော့တယ်။မနေ့စောစောပူကြကအိယာထပြီးနေဟနဲ့အတူဖျားရှိခိုးပြီးတမိရောက်မှနှစ်ယောက်အိမ်အလူတွေလှုပ်ကြပါလေ။နေဟကအခုထိစာရီလေးကြီးတွေလက်ကောက်လေးကြီးတွေဝတ်နေတဲ့အချိန်မှာပူကြကတက်တောင့်တက်တာရှိတယ်လို့စာရီအပါလေးခေါင်းဝင်ရှိလေးတွေဝတ်ပါတယ်။တရက်ပူကြမိတ်ကလေးနေတဲ့အချိန် ရောင်မလေးနှစ်ယောက်ကသူ့ခန်းလေးကိုဝင်လာကြပါတယ်။ကျောင်းမရေကျမတို့ရောင်မရဲ့ Instagram အကောင့်ဖွင့်ကြည့်တာရောင်မဝတ်တဲ့ဝတ်စားဒီဇိုင်းတွေကအရမ်းမိုက်တာပဲ။ဟုတ်လား။ကျမတို့ကောလိပ်မှာနောက်ပတ်ကျရင် farewell ရှိတယ်။ကျမတို့ဘလို့စာရီမျိုးရွေးဝတ်ရမလဲဆိုတာနားမလည်လို့နည်းနည်းလောက်ကူညီပေးပါလားယင်။ဩကောလိပ်မှာဘလို့စာရီမျိုးဝတ်ရမလဲဆိုတာမေးဖို့သူ့စီလာတာလား။ तू ကစာရီတောင်ဝတ်တတ်တာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒီလိုပေါ့ပေါ့ပါပါလေးတွေဝတ်နေရပေါ့။ ချွေးမနေဟားစီကနေစာရီတွေယူလိုက်။အမေရေကျမစီမှာရှိတဲ့စာရီတွေကအရန်လေးတယ်။ပူကြရဲ့စာရီတွေကအရန်လာတယ်။သမီးတို့တွေဒီလိုအန်တီဂျီပုံစံစာရီအလေးကြီးတွေမဝတ်ချင်ပါဘူး။မင်းကလေးဆန်ဆန်ဝတ်ချင်တာ။သမီးနဲ့ဂရစ်မှာတီယိုမလာခင်တဲ့ကရောက်မနေဟားရဲ့စာရီတွေကြည့်ပြီးပြီ။ဒီလိုပွဲသေးသေးလေးတွေမှာစာရီအလေးကြီးတွေဝတ်စရာမလိုပါဘူး။ဂရစ်မန်နဲ့ကာဂျီရိုရဲ့စကားတွေကြောင့်မာလာကမျက်နှာမိပြီးတွားလိုက်ပါတော့တယ်။နေဟာက သူ့ဘာသာသူ စိတ်ထင်းပါပြောနေပါတယ်။ ။အော်ငါလည်းပူကြလို့ခစ်ဆံပြီးစာရီပေါပေါလေးတွေဝတ်တဲ့ရင်ငါရောင်းမလေးတွေကိုကူညီပေးနိုင်မှာ။နေရကတိတိစိပိထွက်သွားလိုက်ပါတော့တယ်။ပူကြကရောင်းမလေးနှစ်ယောက်ကိုကောလေးရဲ့ farewell မှာဝတ်ဖို့စာရီတွေထုတ်ပေးပါတယ်။သုံးရနေပြီးတော့ညီမနှစ်ယောက်ကကောလေး farewell ပွဲမှာစာရီလေးတွေဝတ်သွားတဲ့အခါမှာတော့အားလုံးကချီးကျူးနေကြပါတယ်။ဝေါ wow, ်ကာကျင်းနဲ့ခရစ်မာနင်တို့ညီမနှစ်ယောက်ရဲ့ဒီလော့ကအရင်ကလှပတက်နေလို့နဲ့နင်တို့နဲ့လည်းလိုက်တယ် စာရီလေးတွေကလည်းလှလိုက်တာငါတို့ရဲ့လုတ်နဲ့စာရီကိုနင်တို့ကြိုက်လိမ့်မယ်လို့မျှော်လင့်မထားအောင်နင်တို့သိရမလားငါတို့အကိုကြီးကြိုက်လို့ယူထားတဲ့ရောင်းမလေးကငါတို့ပြင်ပေးထားတာလေကိုလီမာကာဂျင်နဲ့ခရစ်မားတို့ကိုလှချောင်းဝိုင်းပြီးတော့ချီးကျူးခဲ့ကြပါတယ်ညီမနှစ်ယောက်အိမ်ပြန်လာကြပြီးဒီကြောင့်ကိုမိသားစုကိုပြောပြပါတယ်ဦးလေးသိလားဒီနေ့သမီးတို့ကောလိပ်ကလူတွေအားလုံးလှလို့ဆိုပြီးချီးမွမ်းနေကြတာ။ကျောင်းမပူကြရဲ့ Thank you so much ။ချစ်ကြိုက်လို့ယူထားတဲ့ချွေးမတွေလည်း ဒီလိုလဲကောင်းနေမယ်လို့အရင်ကတခါမှမတွေးမိဘူး။ချွေးမလေးကတခြားသူတွေနဲ့မတူလို့အရင်ဝမ်းသာရတယ်။အားလုံးကသူ့ကိုလက်ခံလာအောင်ဒါတွေအကုန်လုံးကဟန်ဆောင်နေတာ။နောက်မှသူ့ရဲ့တေးယုံမှန်စစ်ကိုပြလာလိုက်မယ်။တပြေးပြေးနဲ့ဆူရစ်ကချွေးမလေးကိုသဘောကျလာပြီးလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့ရဲနဲ့ငယ်ကြာသွားပါတော့တယ်။တနေ့ညနေမှာကိုနှစ်ယောက်ကသူတို့မိန်းမတွေကိုအပြင်ခေါ်တော့ဖို့ပြောခဲ့ပါတယ်။သားတို့မင်္ဂလာဆောင်တာတလားရှိနေပြီ အခုထိတားတို့မိမတွေနဲ့အတူအပြင်တကားမှမတော်ရသေးဘူး။ဒါကြောင့်တားတို့မိမတွေကိုတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့အပြင်ခေါ်သွားကြတယ်။အဲ့မှာပဲညသာစားပြီးမှပြန်လာခဲ့မယ်။ဒါအရင်ကောင်းတဲ့အစီအစဉ်ပဲ။ချွေးမနှစ်ယောက်လုံးမြင်မြင်သွားပြီးတော့ပြင်ဆင်လိုက်ကြတော့နေဟာနဲ့ပူဇာကသူတို့ခဲမှာပြင်သွားဖို့ပြင်ဆင်ကြပါလေ။ပူဇာကချစ်စရာခေါင်းဝင်လေးကိုဝတ်ပါလေ။နေဟာကတော့စာရီတွေကို ကြည့်နေပါလေ။ငါမှတော့ရန်ကောင်းတဲ့စာရီလည်းမရှိဘူး။ဒီနေ့လည်းပူဇာထူးခြားတာလေးဝတ်လိုက်မယ်။ နေရဘာရီတွင်းနေရလဲနေမြန်လို့လေငါတို့တွေနောက်ကြကုန်မယ်အမစ်ပြောလို့နေဟာကရှိလာလေးပဲဝေပြီးထွက်လာလိုက်ပါတော့တယ်အကုန်လုံးကပူကြောင်ကောင်းဝင်ဝတ်ထားတာကိုကြည့်ပြီးငါမှကောင်းဝင်တထဲတောင်မရှိဘူးပူကြောင်ရိုးရိုးကောင်းဝင်လေးဝတ်ပြီးတော့တောင်လှနေလိုက်တာနားမှာနှဆွဲလေးနဲ့လက်ဘေးမှာဆွဲကြိုးလေးတကုံဝတ်ထားတယ်ငါ့ကိုလည်းကြည့်အောင်ဒီအဆက်မရှိတဲ့ချွေးမောင်လည်းကြည့်ပါအောင်နေဟာစာရီလေးနဲ့လက်ဝတ်ရတနာကောင်းကောင်းလေးဝတ်ထားတယ်သူဝတ်ထားတာကိုလည်းကြည့် ။ထွေးမလေးဝေထားတာလှနေတာပဲ။ဘယ်နေရာမှာမသိတော့လို့လဲမေရဲ့။မင်းတို့အားလုံးသွားကြတော့။ထွေးမောင်ကောင်းပေါ်များများတင်ထား။ဒီနေ့ကကာဝမဲဝတ်သေးတာ။နောက်ဆိုအပြင်သွားရင်အတူပြက်တွေဝတ်လာလိမ့်မယ်။နေရနယ်ပူကြတို့သူတို့ယောက်ျားတွေနဲ့အတူအပြင်ကိုသွားကြပါတော့တယ်။သူတို့ကစားတော့ဆိုင်ကောင်းကောင်းတစ်ခုကိုဝင်သွားတဲ့အခါအဘိရှိက်နဲ့အမစ်တို့ရဲ့တငယ်ချင်းတွေလည်းသူတို့ရဲ့မိမတွေနဲ့အတူရောက်လာခဲ့ကြပါတယ်။သူတို့တွေလည်းမော်ဒန်ဝတ်စားတွေကိုပဲဝတ်ဆင်ထားကြပါတယ်။ကဲ ။နောက်ဆုံးတော့ကျမတို့ရှင်တို့မိမတွေနဲ့မိတ်ဆက်ပေးဖို့အချိန်ရသွားပြီပေါ့။ပူကြဒီကဝန်လေးနဲ့အရန်ကိုလှနေရပဲ။နေဟာလည်းချစ်စရာလေး။ဒါပေမဲ့မပူလားရင်တလောက်စာတွေအလေးကြီးဝတ်ထားပြီးတော့လက်ဝတ်ရတနာတွေကလည်းအထူးကြီး။ကောင်းပေါ်မှာလည်းပဝါချုံထားသေးတယ်။ဟုတ်တယ်။ကြောင်မဒီလိုမျိုးနေရတာကိုသဘောကြတာသူဘလို့ပဲနေနေပါအရန်ကိုချစ်ဖို့ကောင်းတယ်မှန်တော့ဗျာကိုစီလှတရားတွေနဲ့လှကြတာပဲဒါမဲ့ခစ်ကပြောင်းလဲနေပြီကိုကူကူပြောင်းလဲနိုင်ဖို့ကြိုးစားပါ ။ပူကြကမြို့သူနေဟားထက်လည်းပညာပိုတတ်ပါတယ်။ဒါကြောင့်ယောက်ျားရဲ့တငယ်ချင်းတွေနဲ့စကားပြောဆက်ဆံတဲ့အခါမှာတုံ့ဆုံတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့နေဟားကသူ့ကိုယ်သူအားလုံးနဲ့တိုင်းကြပါတယ်။အမေစိတ်မကောင်းနဲ့ဖြစ်နေလားပေ။အကုန်လုံးကခက်ဆန်ဆန်လေးတွေဝတ်လာကြတယ်။ငါတယောက်ပဲကြွားသူပုံနှောင်းကြီးလိုဝတ်ပြီးလာတာ။ငါလည်းကိုကိုကို ပြောင်းလဲတဲ့မယ်။ဒါပေမဲ့ဘလို့ပြောင်းလဲရမလဲ။နေရကအကုန်လုံးကိုလိုက်ကြည့်လိုက်တဲ့အခါသူ့ကိုယ်သူပြောင်းလဲဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ီလိုနဲ့ရန်နေငယ်ကြမှာတော့နေရကအမစ်ကိုဂျင်းပေါင်းမီနဲ့တီရှက်တွေဝေးလာပေးဖို့မှားလိုက်ပါတော့တယ်။တကယ်လားမင်းတို့ဂျင်းပေါင်းမီနဲ့တီရှက်ဝတ်မှာလား။ဟုတ်တယ်။ဂျောင်းမလေးဝတ်တာတွေ့ဘူးတယ်။အိမ်မှာဘသူမှမရှိတဲ့ချိန်ဆိုဂျင်းပေါင်းမီဝတ်တယ်။အပီရှင်နဲ့ပြင်သွားတဲ့ချိန်ဆိုခစ်ဆန်ဆန်လေးတွေဝတ်တယ်။ဂျမောင်ကြောင့်နဲ့ရှင်အရှက်ရမှာမလို့လား။အေးပါဝေးလာပြီမယ်။နေရပြုတ်လို့အမစ်ကဂျင်းပေါင်းမီနဲ့တီရှက်ကိုဝေးလာပေးခဲ့ပါတယ်။ သုံးရက်နေတော့စုမတရကအိမ်မှာဘုရားရှိခိုးဝိတိတိလေးကိုကျင်းပခဲ့ပါတယ်။ဘုရားရှိခိုးဝိမှာအမျိုးအနှင်းငယ်ကိုလည်းဖိတ်ထားပါတယ်။ဘုရားဝိရှိနေတဲ့နေ့မှာကျင်းမနှစ်ယောက်လုံးကစာရီနဲ့လဝရတနာတွေကိုတေချာဝတ်စားစီရင်ပြီးဘုရားရှိခိုးဝိမှာလိုအပ်တာတွေကိုဝမ်းပြီးတော့ကုလုပ်ပေးကြပါတော့တယ်။ခဏနေတော့တမိသားစုလုံးဘုရားရှိခိုးဝိမှာထိုင်ကြပါတယ်။အမရဲ့အမကျွေးမတွေကအရန်လိမ်မှာယဉ်ကျေးကြတာပဲ။ကျမသားလေးအတွက်လည်းဒီလိုကျွေးမမျိုးရရင်ကျေနပ်ပါပဲ။ပူလိုက်တာ ရရှိခိုးတာပဲချိန်မှပြီးမှလဲမြ мян ပြီးမှတက်တောင့်တက်တာရှေ့ရဝတ်ကိုလဲလို့ရမှာတကယ်ပဲဒီလိုအချိန်ကြာကြီးရိုးရဝတ်ကိုမဝတ်ဘူးဘုရားရှိခိုးလို့မြ мян ပြီးမှပဲအဝတ်လဲရမယ်ဘုရားရှိခိုးတဲ့ပွဲမှာအကုန်လုံးကတင့်တင့်ဆိတ်ဆိတ်ထိုင်နေကြတဲ့အချိန်စုမန်းနဲ့ကီရီတီတို့နှစ်ယောက်စကားပြောတာကို နေဟာကကြားသွားပါတော့တယ်ခဏနေတော့ဘုရားရှိခိုးဝေးပြီးသွားတဲ့အခါမှာကျန်းတဲ့မိန်းကလေးတွေက ပေါင်းမီအပွားတီရှပ်လေးတွေဝတ်ပြီးမိသားစုနဲ့အတူ TV ထိုင်ကြည့်နေကြပါတယ် တို့တွေကိုဘောင်းမီအပေါ်တီရှပ်လေးတွေဝှက်ထားတာတွေ့တဲ့အခါမှာနေရာလေးဂျင်းမမီနဲ့တီရှပ်ဝှက်ပြီးထွက်လာခဲ့ပါတယ်။အမေရဲ့အဖားရဲ့သမီးတီလိုလေးဝှက်ထားတာလှလာကြည့်ပါဦး။ပူကြကတော့စာရီဝှက်ထားတော့မှာမိသားစုတွေကနေဟာကိုဂျင်းမမီနဲ့တီရှပ်ဝှက်ထားတာကိုတွေ့တဲ့အခါမှာတော့နင်တို့ရဲ့ပေးစားထားတဲ့ချွေးမထက်ဆိုင်သူတို့ဘာသာကြိုက်လို့ယူထားတဲ့ချွေးမမှတော်အောင်မယ်။အနည်းဆုံးတော့ဘသူ့ရှိမှဘလို့ဝှက်စားဝှက်ရမလဲဆိုတော့နားလေသေးတယ်။ ဒီကောင်မလေးကြောင့်ဒီအိမ်ကအဆက်တွေတရက်အကွဲခံရမယ်ဆိုတာငါအစောတည်းကသိတယ်။ငါချွေးမလေးကအရင်ကစာရီပဝါချုံအားနေအခုတော့ဂျင်းမောင်းပီနဲ့တီရှပ်ဝတ်ပြီးအကုန်လုံးရှေ့ကိုရောက်လာပြီ။တွေ့ပြီလား။ကျမချွေးမလေးကြောင့်အမချွေးမပါအကျင့်ပြည့်ရပြီ။နေဟားရေအခုသွားပြီးအဝတ်လဲပြီးပြန်လာခဲ့။အဆက်တွေဘာတွေမရှိတော့ဘူးလား။ဒီကိစ္စပူကြားနဲ့မဆိုင်ပါဘူး။သမီးတို့တကားမှဂျင်းမောင်းပီဝတ်ပါလို့လည်းမပြောဘူး။သမီးကတရားလူတွေနဲ့တန်းတူနေနိုင်အောင်ကြိုးစားနေတာပါမိင်္ဂလာမဆောင်ခင်တည်းကဝတ်ဆောင်ပြည့်နဲ့ မင်္ဂလာဆောင်ပြီးတော့လဲစာရီနဲ့ပဲနေလာတာပါ။တမီလည်းအစ်စ်စမ်းလေးလှုပ်ကြည့်ရင်အမေတို့သဘောကျလိမ့်မယ်လို့ထင်ထားတာ။တမီရဲ့ဒီအမားကြောင့်ပဲပူကြောက်အကုန်လုံးဝိုင်းပြောလိမ့်မယ်လို့မထင်ထားအောင်။ပူကြဲကျမောက်ခွင့်လို့ပါ။ကျမကြောင့်အကုန်လုံးပြောတာခံနေရတယ်။အဲ့ဒီနေရာအမစ်နဲ့ပြင်သွားတော့ကကျမမှလုံးဝစိတ်မကောင်း။ကျမကြောင့်နဲ့သူအဆက်ကွဲရတယ်လို့ကျမမှခံစားနေရတာ။နေဟရဲ့ငိုနေတာတိတ်ပါ။တမီးကအမေတို့ရဲ့ချွေးမ။တမီးအခုလို့ဝတ်လို့အမေတို့မှပါပြက်တနာမှမရှိဘူး။ အမေချွေးမပြောင်းလဲချင်တာသိရလို့အမေဝမ်းသာပါတယ်ကွယ်။နေဟားရဲ့ဘာမှအမမလုပ်ထားပါဘူး။ဒီလိုဝတ်တာကိုအထင်မြင်သေးတဲ့လူတွေရှေ့မှာဝတ်လိုက်လို့အမသေးသေးလေးဖြစ်သွားတာ။ကျမလိုဝတ်ချင်တာပဲကိုကျမအစိုးရတည်းကပြောပါလား။ကျမကူညီပေးမှာပေါ့။ဦးကြားကနေဟားကိုငိုတင့်အောင်လို့ချက်လိုက်ပါတော့တယ်။အမေနဲ့ဘေးရှိတ်တို့ရောက်လာပြီးဒီကိစ္စကိုသိသွားတဲ့အခါမှာအမေကအဖားနဲ့တို့ကိုပြောပါတော့တယ်။နေဟားကိုဒီလိုဘာမှမဟုတ်တဲ့ကိစ္စလေးအတွက်သူ့ကိုဘာလို့ဆူရတာလဲ။အမမလား ရှင်ချွေးမပူကြကြောင်းတီမိသားစုပြိုကွဲမဲ့ထင်ထားတာအမရှန်သည်ရဲ့ချွေးမအခြေအနေတွေပြောင်းလဲလိုက်ပြီးအမတို့သားတွေနဲ့ပြန်ရန်တိုက်ပေးနေတယ်မိမမဆုံးမပဲနဲ့အမတို့ပြန်အော်နေတယ်တို့ပါပြီတို့ရင်ဖះရှိခိုးပဲရှိလို့ဖိတ်ထားတာမီးလောင်ရလေပင်းမဟုတ်ပါဘူးအခုအမေနဲ့အဖွားတို့ချစ်ကြိုက်လို့ယူတဲ့မိမတိုင်းပေးစားထားတဲ့ချွေးမတိုင်းလည်းမစိုးဘူးဆိုတာနားလေသွားကြပြီမလားဒါရီအလုံးကလူတယောက်ရဲ့အကျင့်စာရိတ္တနဲ့မိသားစုပေါ်မှာပဲမူတည်တာ အမေတို့လည်းချွေးမဟုတ်တမီးတယောက်လိုသဘောထားနိုင်ရင် ချွေးမကလည်းအမေတို့ကိုအမေတယောက်လိုသဘောထားပါလိမ့်မယ်။အကိုကြီးပြောတာမှန်တယ်။လူလက်ခွင့်မရှိတဲ့လူတိုင်းဒီလိုအမားမျိုးလောက်ကြတယ်ဆိုတာသမီးမြင်ဘူးတယ်။အဲ့ဒါကြောင့်ပဲနေဟာအမားတသေးလေးတခုလုံမိသွားတာ။ပူကြတော့နားလည်မှုရှိတယ်။ဘယ်နေရာမှာဘလို့ဥစားတဲ့ဝိရမလဲဆိုတာနားလည်တဲ့အတွက်ကြောင့်မလို့သူကအမားမလုပ်ဘူး။ကီရတီအမစ်နဲ့အဘေးရှိတို့ရဲ့ဇကားတွေကြောင့်စုမင်္ဒရာမာလာနဲ့အတော်တို့ရဲ့ပါဇက်တွေလည်းပိတ်သွားပါတော့တယ်။ အတော်ကစုမန်းနဲ့ကီရီတီရဲ့လက်ကိုဒေါသတကြီးဆွဲပြီးအိမ်ပြန်ခေါ်သွားပါတော့တယ်။အခုလိုဖြစ်ပျက်ပြီးတဲ့နောက်မှာစုမင်တရနဲ့မာလာတို့က Love Mary ပြုကြတဲ့ချိန်ပါတိုင်းမကောင်းတာမဟုတ်ဘူးဆိုတာနားလည်သွားကြပါတော့တယ်။အဲဒီနောက်မှာတော့ပူကြနားလည်မှုရှိတယ်ဆိုတာအပီရှိတ်ပြောတာအမှန်ပဲ။အဖွားတို့သမီးကိုအပြစ်ပြောဖို့အခွင့်အရေးမပေးဘူးဆိုတာဒီနေ့သမီးကတတ်သိပြလိုက်ပြီ။နေဟာရဲ့အဖွားတို့ခွင့်လွတ်ပါ။သမီးရဲ့ခံစားချက်တွေကိုနားမလည်ပေးပဲ။အကုံလုံးရဲ့အရှိမသမီးကိုဆူလိုက်မိတယ်။ ပူเจ้าကိုလည်းရဆရာမရှိအောင်ပြောမိတယ်။ဒါကြောင့်ဒီနေ့ကစပြီးအဖေတို့အိမ်ကချွေးမတွေလည်းအဖေတို့သမီးပဲလို့ဆုံးဖြတ်ချက်ချလိုက်ပြီးဒီအိမ်ထဲမှာသမီးတို့ရဲ့အဆင်ပြေအောင်ဝတ်စားတွေကိုဝတ်နိုင်တယ်။ဒီဖြစ်ပျက်တွေကြောင့်နေဟရဲ့ဘဝကိုယ်ရင်ပြောင်းလဲပေးလိုက်ကြတယ်မဟုတ်ဘဲမိသားစုတွေရဲ့အမြင်တွေကိုလည်းပင်ပွင့်လင်းသွားစေပါတော့တယ်။ပူကြောင်ကလည်းနေဟကိုနေရအလိုက်ဝစ်စားနိုင်ပုံကိုတင်ပြပေးလိုက်ပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။